မင်္ဂလာပါခင်ဗျာဆာရည်သူဆရာကြီးမောင်တော်ကရေးသားတော်ပလဲငုတ်သမားဘာတန်းလို့အမည်ရတဲ့ဝိတုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါမယ်ခင်ဗျာပလဲငုတ်သမားဘာတန်းမိခင်ဖြစ်သူကကုန်းမြေပေါ်တွင်မွေးဖွားခဲ့၍သာမြေကြီးဤတားခေါ်ရသည်အတန်မိုးဝမ်းကြောင်းမှုအနေနဲ့ကကျွန်တော်မှာတင်လေရေပြာတွင်သာပျော်မွေ့တတ်သူဖြစ်သည့်အလျောက်ပင်လေဤတားဟုခေါ်ဆိုအပ်သောပင်လေသားဖြစ်ခဲ့ရသည် စိမ့်လန်းဆိုပြတော့ကုန်းမြေထက်တွင်နေထိုင်ရခြင်းထက်ပြာလဲ့သောပင်လယ်ရေထက်ဖြူပွေးဖောင်းဤသောရွက်ကိုဖွင့်ကကျွန်းကျွကျွန်းကြားပင်လယ်အော်အငူအကွေများတွင်သာ ကျွန်တော်ဤဘူမိနဲ့တန်နေရာမှများဟုထင်သည်ဘေးအန္တရာယ်ထူပြောသည်ကမှန်၏သို့သောထိုဘေးအန္တရာယ်များနှင့်ပုခာတိကဒွန်တွဲနေရခြင်းကကျွန်တော်ဘဝကိုထက်တန်စေသည်ချွင်လန်းပြေဝစေသည်ထို့ပြင်ကျွန်တော်ဘဝမှာတာမန်ပင်လယ်သားတို့ထက် ဘေးရန်တရဲ့ကြီးမားတက်ဆွန့်ဆံပြားလောက်ကန်ပါမှထမင်းစားနိုင်သောပင်လဲရေအောက်ပလဲငုတ်သည့်ရေငုတ်သမားတဦးဖြစ်ပြန်သေးတော်သည်မွေးစားတည်ရက်ထာနေကိုမဆိုတာတိုင်းမြမပြည်ဤကမ်းရှိကိုတခါတည်းရန်မြကျွန်တော်ရှေရှားခွင့်ရခဲ့သည်ရခိုင်ကမ်းရိုးတန်းတနင်္သာရေကမ်းရှိတဝိုင်းနှင့်ဒိတ်ကျွန်းစုတို့သည်သာအနည်းဆက်သောမိခင်တိုင်းပြည်ဤပထဝီဒုအဖြစ်ကျွန်တော်လက်လေသွာလာနေထိုင်ခဲ့၏ အများအပြားကမကလာရေလက်ကြ မလေးကျွန်းစွယ်စူမာဒရာရေလက်ကြအင်ဒိုနီးရှားကျွန်းစုစသည့်ပင်လယ်ရေပြာထက်မှမြားကျော်လော်တဝိုက်တွင်သာ လူအမျိုးမျိုးတင်မောအဆုံဆုံးဘဝပုံပုံကျင်လည်ကြဆားခဲ့ရပေ၏ပင်လယ်ပြောတင်မောသာရေငုတ်သားဘဝနှင့်အပေါင်းပေါ်ပင်နေသားအစုံအတံမွေးမှုတစ်လျှောက်ရှင်တွဲလောက်ကင်သောအခါကျွန်တော်တို့တွေမှာတအိုးနဲ့တအိုး မျိုးချားဘာသာကွဲ၍မမြင်နိုင်တော့ပဲတဘာဝမိခင်ပင်လယ်ပြင်ထက်၌ဘေးအမျိုးမျိုးကိုပူပေါင်းရင်ဆိုင်နေကြရသောရဲဘော်ဘဝတို့များဟုအတိဝင်လာတတ်ပေသည်များစွာသောဘဝတို့ရဲဘော်များအတွက်ငွေကြေးဟုဒီမှာလဲမြည်တို့ပင်တဆွန့်ဆံပြားရှားပွေလင့်ကသာကမ်းခြေရောက်တည်နေတဲ့ပြိုင်နဲ့အကောင်းဆုံးသောအရက်ရုပ်လျှောသဘောကောင်းသောကညာပြူစသည့်တို့ကိုပေးစွမ်းနိုင်သည့်ဟိုတယ်များ၌ ောက်စား၃ဖြုံပြစ်လိုက်ခြင်းအဖြစ်သာပျော်ပျော်ကြီးဖြုံတီးပြစ်လိုက်ကြသည်တုံးရွေကုန်ပြန်လျင်ရရတဲမောထက်ရရအလုတ်ဖြင့်တချီထွက်ရပြန်သည်ပင်လေရင်နှက်အောင်မှအဖိုးအနက်ကမဖြစ်နိုင်အောင်တံမိုးကြီးလာသော ပလဲကိုမြို့ယူခဲ့သည့်လက်သည်တခါတရံကုန်းမြေထက်၌တပြားတစ်ချက်မျှကုန်းကောက်เสียမရှိအောင်ဘိုင်းကြတတ်သည်လည်းရှိသေး၏ယခုပြပြကိုစတင်ပြပြချိန်၌ကျွန်တော်မှာ ။ဤရရှိမျိုးတွင် ရှိနေသည်ဖြစ်၏။ကျွန်တော်နောက်ဆုံးလိုက်ပါလာခဲ့သော death လူမျိုးတဦးပါ။ပလဲတင်မောဟီရာမာစီလီဘီကျုံးစုအနေကြောက်တန်းတစ်ခုနှင့်ဝင်တိုင်းမိသည့်အတွေ့ပျက်စီးနင်းမြုပ်သွားခဲ့ပေသည်။ကျွန်တော်နေ့ကွာတိမ်မောသားအလုံးမှမူအသက်မသေးပဲ။တခြားတိမ်မောတစ်စင်းကကဲခဲ့သည့်အတွေ့ယခုအခါတွင် ရှုပ်ချုံကြလျက်ဂွင်းစလင်းကျုံးစုမှတခုအပါဝင်ဖြစ်တော့ တသတိကျွန်းတွင်တောင်းတနေခြင်းဖြစ်၏။ကိုနေ့ကကျွန်တော်သည်တရုတ်တန်းအကွေ့ဤဆုတ်ချသောဟိုတယ်မှအခန်းက ပေးရန်မရှိတော့သဖြင့်ထွက်လာခဲ့ခြင်းဖြစ်သည်။ကျွန်တော်နေစဉ်အလုပ်မှာကမ်းခြေစိတ်ကမ်းတစ်လျှောက်စိုက်ကပ်ထားသောတင်မောကြီးငယ်များတွင်ဒဇင်းမီးဒဇင်းအလုပ်ရလို့ရညာလျှောက်မေးရန်ထွက်လာရခြင်းဖြစ်သည်။ကမ်းခြေသို့ဆင်းရန်စောသေးသည့်အလျောက်နောက်ဖေးလန်းတနေရာမှကစားဝိုင်းတစ်ခုတွင်ဝမ်းတွင်ကဆဆာနှင့်ကြည်နေမိသည် ကျွန်တော်ဘဖုံးကိုတစုံတဦးကတိုးလိုက်သည့်အထင်ကြောင့်အမတ်တမတ်နှမ်းကြည့်လိုက်ရာ KDO ရန်ခေါ်ရခင်ကတီကျွမ်းခဲ့သူမလေးလူမျိုးတဦးအားတွေ့ရသည် KDO ရန်မှာမကြခင်ကမှဂျာကာတာမှပြန်လာကြောင်းသိရသည်သူသည်ဂျာကာတာမှအရာချောင်းသည်ဖြင့်ဆက်လက်ကလေးတစ်စင်းဝယ်လာခဲ့ပြီးလည်းရင်လောလောဆယ်အဖြစ်တသတိကျွန်းတဝိုက်ပလဲငုံနေကြောင်းလည်းသိရပေသည် KDO ရန်မှာအသက်30ကျော်40နီးပါးတဝိုက်တွင် ရှိပြီဖြစ်တော်လေ ကျမ်းမာတန်ဆွမ်း၍ရက်ဆက်ကြမ်းကြုတ်သောမျက်နှာထားကို ဖုံးကွယ်ထားတတ်သူမဟုတ်ချေသူကတရားမကြသောအင်္ဂလိပ်စကားဖြင့်ဟယ်လိုဘာသက်မင်းအလုံးလိုချင်တယ်ကြားတယ်လောလောဆယ်တော့အလုတ်ထက်မနှက်စာထမင်းလိုနေတယ်ဗျာခမရထမင်းကျွေးရင် အလုတ်အကြောင်းပြောကြတာဗောကီတီအိုရာကကျွန်တော်အာကလားထမင်းဆိုင်တစ်ခုတွင် ထမင်းကျွေးရင်သူ့အလုတ်အကြောင်းကိုပြောပြနေသည် သူသည်တသတိကျွန်းမြောက်ဖက်တနေရာ၌မုတ်ကောက်များထူထပ်သောကြောက်တန်းတစ်ခုကိုတွေ့ထားကြ။အလားအလာမှာကောင်းတော်လဲရေမှာအတန်နဲ့သည့်အပြင်ရေငုံကရိယာကလည်းနှစ်ဆုံသာရှိသည်မို့မတွင်ကျေလှကြ။ကျွန်တော်လက်ခံပါကကျွမ်းကျင်သောရေငုံတမဖြစ်သည့်အလျောက်ပယ်ပိုင်းရေငုံတမအဖြစ်လာစာရရှိမည်ဟုဆိုလာသည်။ထမင်းနဘကလျှောသည့်အခါအလောက်လက်ခံပြီးဖြစ်တော်သည်။ဗီဒီအိုရန်က ကျွန်တော်ရေမုတ်တမားလိုင်စင်ကိုကြည်ကဒိုင်စင်ရဲ့ကြော်နေတဲ့ဖြင့်အသက်လဲရန်အတွက်ကြမ်းတင်ငွေနဲ့အတုံးစရိတ်အနေချင်းထုတ်ပေးပြီးနောက်ညနေပိုင်းတွင်သူ့တင်းမောသို့ဆင်းခဲ့ရန်မှားထားခဲ့လေသည်ကျွန်တော်လည်းလိုင်စင်စာအုပ်ကိုကိုင်လည်းရဲ့ရေဝန်ယုံသို့ထွက်လာခဲ့သည်ရေဝန်ယုံအရာရှိကကျွန်တော်လိုင်စင်ကိုလိုအပ်ချက်များကိုဖြည့်ဆွတ်ပေး၏ KT Oran နှင့်အလုံးလုံးမြေဖြစ်ကြောင်းသိရသောအခါကျွန်တော်အာမော်ကြည့်ပြီးနောက် ဘေးပါအောင်ဖာတဲ့မင်းကီတီဆိုတဲ့မလေးကောင်ကိုတိတာကြားပြီလားဟုတ်နေလေဒီကြားပါပြီတိတ်တော့မရင်နီးလာပါဘူးခမညာအခုဆိုရင်အလौရှင်နဲ့အလौတမားပေါ့ဘာဖြစ်လို့လဲဗျဘာမှမဖြစ်ပါဘူးအေးလေတတိထားလို့ပေါ့ဒီကောင်ဟာကုံခိုးထုတ်တဲ့တင်းမောတွေနဲ့လည်းပတ်သက်ဖူးတယ်မင်းကဗမာလူမျိုးဆိုတော့သူတို့ကြားထဲမှာအစင်ပြေပါမလားလို့ပါကိစ္စမရှိပါဘူးကျွန်တော်အလौကိုကျွန်တော်သိပါတယ် သူနောက်ဆုံးကားတဲ့ရင်ကုန်သမားတော့ငမန်းစာပါသွားပါကောမင်းအတွက်တော့ပိုကံကောင်းပါစေကွာရော့အရာရှိလို့သူကခက်ထိတ်ထိတ်ပြုံးရလေရဲ့ကျွန်တော်အလိုင်းစင်ကိုပြန်သေးသည်ကျွန်တော်ကဆွဲယူကအတွင်းအိမ်၌ထဲထိုက်ပြီးမှစိတ်ကန်းစီတို့ဆင်းလာခဲ့လေတော့သည် ကီဒီအိုရန်ဤဆက်လက်ကလေးအမည်မှာပတ်တာဖြစ်သည်ပလန်းကိုတင်းမောကလေးတို့ထုံးစံအတိုင်းတင်းမောဦးမှပဲ့တစ်ချောင်းမှာရင်ကုန်ကရိယာများ လေပိုက်များဖြင့်ပြည့်ကျက်နေသောကြောင့်တင်မောသားများအတွက်အဲ့ရန်နေရာကအစာကျဉ်းချင်းကျက်ကျက်ဖြစ်သည်ပေ60ခန်းအလျားရှိ၍ပင်မရွက်တိုင်တစ်ခုလင်းရင်တိုင်တစ်ခု တက်ဆင်ထားသည်စိတ်ကန်းဝင်ရထွက်များ၌အတုံးပြုတ်ခုံပေါင်းရန်အတွက်ဒီဇယ်ဆက်လည်းပါချိပေသေးသည်ဖီဒီအိုရန်ကကျွန်တော်နိုင်ခြင်းကိုကြည့်ပြီးနောက်တင်မောကုန်းဘတ်ပေါ်တွင်သူ၏တင်မောသားများနှင့်မိတ်ဆက်ပေသည်မလေးလူမျိုး900 အင်ဒိုနီးရှား၄ယောက်နဲ့တရုတ်တယောက်ဖြစ်ပေသည်ဗမာလူမျိုးမှာကျွန်တော်တို့ဦးတဲ့သားသည်နောက်တစ်နေ့တွင်တက်စတေးကျွန်းမှထွက်ခဲ့ကြသည်ပင်လယ်ပြင်၌ငားရက်ခရီးရသောအခါဒန်လီကျွန်းသည် မိုးကုတ်စပိုင်းထက်၌ပေါ်လာလေတော့သည်နေရသောဘောလုံးကြီးတံတန်းနှင့်နေမင်းသည် ပင်လယ်ပြင်၌ရေတောက်ဆင်းသည့်တပွဲအနောက်ဘက်မိုးကုတ်စဝါ၌တည်နေသောအချိန်တွင်ပတ္တာတင်မောကလေးသည် ဒန်လီကျောမနီမဝေလိုင်းလေးကွယ်ရာတနေရ၌ကြောက်ဆွဲလိုက်ပြီဖြစ်တော်ဤကျွန်တော်တို့ငုံရမည်ကြောက်တမ်းမှာကျွန်းနှင့်ငားမိုင်အကွာတွင်တည်ရှိပေသည်ရင်ငုံရမည်နေရာကိုမှတ်သားရန်အတွက်ဖော်တလုံးကိုဥစွာပြစ်ချလိုက်ပြီးနောက်ရွက်ချလိုက်ကြလေတော်သည်ပတာတင်မောကလေးသည်ရွက်အားမရှိတော်သောအခါစက်တောင်ဖော်ကလေးတစ်ဖွဲလိုင်းဤများထန်၌တရွေ့ရွေ့သာစုံစံမျောနေပါတော့သည်ကျွန်တော်လည်းရင်ငုံရံအတွက် ပယ်ပိုင်းတွင်ကျွန်တော်ကိုဘောဇဂရာခေါ်မလေးလူငယ်တဦးနှင့်အသင်ရှိနေပြီဖြစ်တော်သည်ရင်ငုတ်ကရိယာဟုခေါ်တော်လဲအလွန်ရင်နဲ့သောဒေတာများတွင်မောက်ရသည့်ကြက်ပေါင်ရေခံဝတ်စုံဂဲအလေးတက်ဖနက်များ ပါရှိသည်မဟုတ်ပေမှန်ဝိုင်းအပေါက်ပါရှိသောတန်ဦးကောင်းစွန့်နှင့်အသက်ရှူရန် ကုန်းပတ်ထက်မှလေပို့ဆောင်ပေးရသည့်နေပိုက်ကပါရှိပေသည် ဤဒေသတော်၌ပလဲငုံကြတော်မလီပရှူအင်ဒိုနီးရှားစသည့်ကျွန်းသားများမှာဤသို့သော ရေမောကရိယာမျိုးနှင့်သာဒေပေါ်ပေါ်နှင့်ဝဲယူ အသုံးပြုကြသူများဖြစ်ပေသည်တယုံမြတော်ရေရင်နဲ့တွင်မူလေးပိုက်နှင့်တန်ဦးကောင်းစွတ်ပင်မတုံးကြဘဲမှန်ဝိုင်းဖြင့်ငုံနိုင်ဆွမ်းကြသည်အသည်ဖြစ်နေသောကျွန်တော်သည်ဝဲဘက်တွင်မောကောင်များထည့်ရန်ပိုက်အငယ်ကိုကင်လျက် လက်ရပန်းလမ်းဖြင့်ရေထဲချထားသောအရေးပေါ်ကျိုးခေါ်မနီလာကျိုးကိုကင်ကချော်ဆင်းလိုက်သည်အေးမြသောပင်လယ်ရေသည်ကျွန်တော်အခြေပြားနှင့်ထိမိပြီးစက္ကန့်ပိုင်းအတွင်း၌ကျွန်တော်တို့ကလုံးမှာပင်လယ်ရေပြင်အောက်ရောက်သွားလေတော့သည်ကျွန်တော်ခန္ဓာကိုယ်သည်ရေထူး၏ဖိအားကြောင့်ဖြေးလေးညင်သာစွာဖြင့်ဆင်းသက်လာရမှာပင်လယ်အောက်မြေပြင်ကိုရှေ့ထောက်မိတော့သည် ပင်လယ်ကုန်းဘက်ထံမှအသက်ရှူပိုက်တဲ့လျှောက်လေပို့ပေးနေသောဆက်ကလေး၏တကြက်ကြက်မိသားမှာတဖြည်းဖြည်းဝေးသွားသည်ဟုထင်မှတ်လိုက်ရလေတော့၏ကျွန်တော်အောက်သို့ချောမောစွာရောက်ရှိကြောင်းပင်လယ်ထံမှသိရှိရန်အတွက်တချက်ဆောင်ဆွဲလိုက်ပြီးနောက်ပင်လယ်ရေအောက်မြေပြင်ထက်တွင်မောက်ကောင်ရှာရန်ထွက်ရတော့သည်ရေမှာကျွန်တော်ထင်သည်ထက်ပို၍နှက်ပေ၏ထိုအနက်၌နေရာမှာမှုံမွားမွားထွန်းထသည့်ပြာလဲ့သောမီးရောင်ကလေးပမာသာ အလင်းရောင်ပေးဆွမ်းနိုင်ပေသည်မြင်သည်များတရံများမှာမြင်ရသည်လည်းမဟုတ်မမြင်ရသည်လည်းမဟုတ်မှုံမွားလှုပ်ရှားရိမ့်ထိုးနေသည့်အိမ်မတွင်းမှတရံများကြောင့်ဝဲကြောင်းနေသည့်တခွေသာဖြစ်သည်သို့တော်ထိုပတာရကို တခါမြမြင်ရလျင်ပင်လေတွင်သို့အချင်းချင်းဆင်း၍မျက်စိအာယုံခံစားလို့စိတ်များမည်သူမရွေးပေါ်ပေါက်တတ်ကြပေသည် တို့ကြောင့်လည်းကျွန်တော်တို့မှာရေမုတ်တမားဘဝကိုမစွန့်ခွာနိုင်ခြင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ကျွန်တော်ဘိနာတဝိုက်တွင် ဆော်လမွန်ငါအုပ်တအုပ်ဖြတ်တန်းကူးတွားမြူးတူးပျော်ပါနေကြသည်။ရေအောင်ကုန်းမြင့်မှာကြောက်တန်းဂျိုမြောင်လှန်ကူများဖြင့်မောမန့်တစားဆင်ထားပြန်သည်။ကြောက်တန်းထဏရေမော်ပင်များမှာရှည်လျားစွာပေါက်နေကြပြီ။ရေစည်းကြောင်းတွင်ရင်ကားသည့်တပွဲတိမ့်လှုပ်ကစားနေပေသည်။အယောင်အမျိုးမျိုး ုံတဏမျိုးမျိုးရှိကြတော့ငါလက်ပစုံစသည့်ရေတရဝါများမှာကြောက်စွန်းကြောက်ဆွဲကြောက်တန်းရေမောရှုံနှုံးများအကြာလူးလာဝင်ထွက်ကိုခတ်နေကြသည် KDO ရမှာကျွမ်းကျင်သောတင်မောသားရေငုံတမဖြစ်ုံတည်မကတည်းနေရရွေးရ၌လည်းအထူးတော်သူ ဆိုရပေမည်တူလိုကျင်သောမုတ်ကောင်နှင့်ကမာများမှာဤတဝိုက်၌အတန်များပြားစွာပင် လွယ်လွန်တကူကောက်ယူခွင့်ရရှိလေတော့သည် ကျွန်တော်ဒီချိုးချားတခုတွင်ရေအောက်ရေစီးချောင်းအတိုင်းခြောက်သွားကမုတ်ကောင်များကောက်နေစဉ်အရှိတ်အတန်းနီးကပ်စွာ၌ရှေလျားမြင့်မာသောရေမော်ပင်များအစီရီတွေ့မိသည်အေးရေမော်ပင်များမှာကြောက်ဆိုးများကိုဖုံးကွယ်နေတတ်ပြီးရေငုံသမားတို့၏အသက်ဖြစ်သောလေပိုက်တွင်ပြည့်တွင်မိလျင်စိုးရိမ်ဖွယ်လဲကောင်းတတ်ပေသေးသည် ရေပြင်ထမှပတ္တတင်မောကလေးသည်အတန်လင်းမြန်ရွေလျားနေဟန်တို့သည်ကျွန်တော်မှာတင်မောနောက်ဖက်ခဝေးဝေးကြံရင်ခဲ့သည်ဟုတီတီအိုရန်ကရိမ့်မိတော့ကြောင့်အရေးပေါ်ကြိုးကိုတစ်ချက်ဆောင်ဆွဲကာတတိပေးနေပြန်သည်ကျွန်တော်လည်းအရှိဘသို့တိုး၍လျှောက်ကာအိမ်မြန်မြန်ပြည့်ရန်ဂယုတဆိုင်ကောက်ရလေတော့သည်ဤတို့သောရေနဲ့တွင်ကြက်စားလေးရှိသည့်ငမန်းတို့ကိုလည်းကြောက်ရပေသေးသည် ကျွန်တော်ကြောက်စိတ်မှာနာမည်ဘေးကို ကြိုတင်တတိပေးမှုတကယ်တို့ဖြစ်လေတော့၏ဒေဝဝန်ကျင်တွင်ကူးလူးနေကြသောငါအုံနှင့်ငါကလေးများမှာရုပ်ရုပ်တဲတဲဖြစ်လျက်အချိုချိုပုံအောင်ပြောက်ွယ်သွားကြလေတော့သည်အနီးတဝရေမှာလဲဆော့ဆော့ကကဲ့သို့ကြည်လင်ခြင်းမရှိတော့ဘဲနောက်ကြည့်လာသည်မဲမဲတရံကြီးတစ်ခုသည် ကျွန်တော်ဦးကောင်းထမ်းမှကြော်ဖြတ်သွားသည့်အထင်ကြောင့်လှက်ကြည့်လိုက်ရာရက်တန့်တင်ငိန်လျက်ကျွန်တော်အားစိုက်ကြည့်နေတော့ တရားမငမန်းကြီးတကောင်ကိုတွေ့လိုက်ရလေတော့သည်ငမန်းကိုအခြေပိုင်းမှကြည့်ရသည်မှာထိတ်မာနေသောရှုဘနဲ့အစုပ်ကြီးနှင့်နှာရပေမည်သို့တော်မာနေသော ထိတ်မာငမန်းဤပစက်ပေါက်ကြီးဖြစ်လျက်လွှာသားကဲ့သို့ချွန်ထက်သည့်သွားများအသေးရာဖွယ်တွေ့ရသည်ငမန်းကြီးမှာပေါင်ချိန်900ကျော်များရှိမည်ဟုခန့်မှန်းရသည်ငမန်းသည်သူ၏ရေကဘာသို့ကျူးကျော်ဝင်ရောက်လာတော့ကျွန်တော်အားအနှစ်နှစ်အလားလားကရန်ညိုးခဲ့သော ရန်သူတစ်ပွဲကြည့်နေသည် သူအကြည့်မှာဆူးရထက်မြက်လွန်လာ၍ကျွန်တော်ရိုးတွင်ရှင်စီတို့တာ ခိုက်သွားသည့်တဖွဲ တွေ့ကြုံခံစားလိုက်ရ၏ကျွန်တော်ကနောက်သို့တလန်းချင်းဆုပ်ရင်းကြောက်ဆွယ်တနေရာတွင် အကာအကွယ်ယူရန်အကြံရလိုက်သည် ကျွန်တော်တွင်ခုခံရလက်နက်ဟူ၍မပါချီချီကျွန်တော်သည်ကြောက်တန်းတစ်ခုဤနောက်ွယ်သို့ဝင်အောက်ပုန်းနေရန်စိတ်ကူးဖြင့်ခက်မှန်မှန်ဆုပ်လာခဲ့သည်လေပိုက်ကိုလည်းချော့ပေးရန်အရေးပေါ်ကြိုးကိုအချက်ပေးလိုက်ရသည် သို့တော်ကျွန်တော်ပုံခွေရသည့်ကြောက်တမ်းမှာရေအောင်မြေပြင်ထက်၌မှုပွင့်ကြီးတပွဲထိပ်ပိုင်းကားနေသောကြောင့်အသက်ကျူလေးပိုင်းနှင့်ညီဆွန်းကလေးရင်မူကျက်ပေါင်ပိုက်မှာရှင်ထက်သောကြောက်ဆွေ၌ပြတ်သွားနိုင်ပေသည်မမန်းသည်ကျွန်တော်ရှိတူယူ၌လက်ပက်ကူးရင်ကရန်ဂျက်ကောင်းကိုစောင့်နေပုံရ၏ရုတ်တရက်ကျွန်တော်အသက်ကျူလေးပိုက်မှာနဖားကြိုးဆောင်ဆွဲခံလိုက်ရသလိုခံစားလိုက်ရသည် ကျွန်တော်ဆိုးရွင်းသည့်အတိုင်းဖြစ်ပေပြီ ရေပြင်ထက်မှရွေလျားမျောပါနေသောအတင်းမောသည်လေပိုင်လိုင်းကိုကျွန်တော်ဦးကောင်းထက်မှ ကြောက်စွန်းနှင့်ညီသွားစေပြီဖြစ်၏ကျွန်တော်မှကြက်သီးများထားတော်လျက်အရေးပေါ်ကြိုးအား၄ချက်တောင့်ဆွဲလိုက်သည် လေချက်ဤအတိတ်ဘယ်မှအန်တရယ်ကြားရောက်နေပြီဟုအတိပေးခြင်းဖြစ်သည်သို့တော်ကျွန်တော်အရေးပေါ်ကြိုးမှလည်းလေပိုင်နှင့်အတူ ကြောက်တန်းနာညှိနေပြီဖြစ်သောကြောင့်တင်မောကုန်းဘတ်ထက်သို့မရောက်ချေ လေပိုင်လိုင်းမှာတဖြည်းဖြည်းတင်းလာ၍အသက်ချိုရသည်မှာကြက်တဲလာပေပြီ။ထောင်ကနေလေပိုက်ပြက်သည်နှင့်တပြိုင်နက်ကျွန်တော်ဇီဝင်ရှုပ်ရပြီတော့မည်။မမန်းကြီးကလည်းပို၍အတင်းရဲလာစွာကတ်လာနေသည်။နောက်ဆုံးတွင်ကျွန်တော်တို့ရေငုံသမားများကြောက်ရွံ့လာ၍ညီတို့မြမတတ်နိုင်သည့်အရှင်နေတွင်မှာပြုလုပ်ရမည့်အလုပ်ကိုကျွန်တော်ကလုပ်လိုက်ရလေတော့သည်။ကျွန်တော်သည်အသက်ကိုဝအောင်တစ်ချက်ရှူလိုက်ပြီးနောက်ကျွန်တော်ဦးကောင်းထက်မှတန်ကောင်းစွတ်တောင်းလာနေ တရင်အင်းကြီးကိုချုပ်ပြလိုက်တော့သည် ကျွန်တော်ကနားအလေးချိန်မရှိတော့သည်နဲ့တပြိုင်နက်အရေးပေါ်ကျိုးကိုဆွဲ၍တက်လိုက်ရာ ကျွန်တော်ခန္ဓာကိုယ်မှာတချိန်တိုးတက်သွားနေတော့သည် အောက်ပိုင်း၌ကြံရက်တော်ငမန်းကြီးနှင့်ကြောက်ဆွဲကြောက်တန်းတို့ကို ရေးရေးမှမြင်ရပြီးနောက်ပျောက်ွယ်ကြံရက်ခက်လေတော်၏ကျွန်တော်အတီတရားများမှာဝိုးတော်ဝါးသားတာဖြစ်လေရဲ့ကျွန်တော်ခန္ဓာကိုယ်သည် ရေပြင်ထက်ဘွားကနေပေါ်လာနေတော့သည် ကျွန်တော်အာတင်မောထမဆွဲတင်ကြသည်ကိုသာနောက်ဆုံးသိလိုက်ရပြီးတတိလက်နေမျောသွားလေတော့သည်တတိယသောအချိန်တွင်ကျွန်တော်မှာကုန်းဘတ်ထ၌လဲနေလျက်ကျွန်တော်ဦးကောင်းမှာကြီးစွာသောတင်းပုတ်ကြီးနှင့်အထုခံရသည့်တပွဲလေးလံလျက်ရှိသည်လက်ကောက်ဝဲဒူးစေတထောင်စေရှေ့ချင်းဝဲစသည့်နေရာများမှာအထိမခံနိုင်လောက်အောင်နာကျင်လှသည် အဆုံနေရာ၌ကြောပြင်းမှတစုံတဦးကတင်းကျက်စွာဖတ်ထားသည့်အလားခံစားနေရသည်နှကောင်းနရွက်နှင့်မျက်လုံးဟာစသည်ဓွာရပေါက်များမှတွေးစိမ့်ရှင်ရှင်ယိုစီးလျက်ရှိ၏ကျွန်တော်မှရင်ငုံသမားများစွာတို့ဇီဝင်ကိုဖြုတ်ရွှေတတ်သောဗန်းခေါ်တွေးကြိတ်꽌ခြင်းခံစားနေရသည်ဖြစ်၏ဖိနှိပ်မှုအင်အားချင်းမညီမျှသည့်ရေအနက်မှရင်မျက်နှာပြင်လေထုအတွင်းသို့တစ်ချိန်တည်းထိုးတက်လာခဲ့ခြင်းကြောင့် ကျွန်တော်ခန္ဓာကိုယ်အတွင်း၌နိုက်ထရိုဂျင်ဝင်က သွေးကြိတ်များပေါက်ကွဲခြင်းဖြစ်သည်တတိယတစ်ချက်မရတစ်ချက်ဖြစ်နေသောကျွန်တော်အနာတွင်၌ KTO9 ဤတစုံတရာအမိန်ပေးတံကိုကြားရသည်၎င်းနောက်ကျွန်တော်ဤကိုဘောကလေးဂျာကာရာက ကျွန်တော်ဦးကောင်းထန်၌တန်ကောင်းစုတစ်ခုတက်ဆင်ပေးနေသည်ကိုသိရသည်သူတို့သည်ကျွန်တော်အားယခင်ကကျွန်တော်ငုတ်ခဲ့သောရေအနက်သို့ပြန်ချကာပြီးမှတဖြည်းဖြည်းရေမျက်နှာပြင်ထက် ဆွဲတင်ရန်ပြုလုပ်နေကြခြင်းဖြစ်သည်ခင်မေတင်မောကြီးများ၌က Iron Doctor ခေါ်တန်အိုးကြီးအတွင်သို့လူမမာကိုတွင်းလိုက်က လေတို့ဖိနှိပ်မှုအားတဖြည်းဖြည်းရှင်ယူခြင်းအပြင်ရေငုံသမား၏အသက်ကို ပြန်ဆက်ရပေသည်သို့တော်ပတ်တာကဲ့သို့သောဆက်လေထန်း၌ဤသို့ကုသရန်မဖြစ်နိုင်ပေတို့ကြောင့်တတိယတစ်ချက်မရတစ်ချက်ဖြစ်နေသည့်တေမင်းကတွင်မှလူမမာအားယခင်က သူရင်ငုံရရေ အနှက်တို့ပို့ပြီးမှတဖြည်းဖြည်းဆွဲယူခြင်းသာလျင်တတရာရသောလမ်းကြောင်းဖြစ်ပေတော့သည်တတတင်မောသည် ရှေ့ဘက်တို့အနှဲငယ်ခုံပေါင်းပြီးကြောက်ချကာဆက်ရလိုက်သည်ကျွန်တော်အားတင်မောသားများဆွဲတူကကြိုးတချောင်းဖြင့်ရှင်းအောင်ပြီးနောက်ပင်လယ်နှင့်အသွင်းတို့ပြန်ချကြသည်ကျွန်တော်အခန္ဓာကိုယ်သည်ပေ80ပေအနက်၌အတန်ကြာသောအခါယခင်ကခံစားနေရသည့်ဝေဒနာများကျော်ပါသွားပြီးနောက်တတိများကြည်လင်လာသည် ကျွန်တော်ဘေးပပတ်လေကိုကြည့်လိုက်ရာမဲမဲတဲ့တံတစ်ခုကိုတွေ့ရသည်မဲမဲတဲ့တံမှာကျွန်တော်ကိုပေါ်လောင်ဘက်ယာကာရာဖြစ်၍သူဒီကျွန်တော်အားစောင့်ချောက်ရန်လိုက်ပါလာခြင်းဖြစ်ပေသည်ယာကာရာမှာမှန်ဝိုင်းနောက်မှ သူ့မျက်နှာကိုပြုံးပြလိုက်ပြီးနောက်သူ့ခါးတွင်ချိန်ထားသည့်ဓာကြီးတစ်ချောင်းအားလက်ဖြင့်ပုတ်ပြနေသည်မြေကြီးဘေးရန်တည်းများမကြောက်ရန်ဆိုလိုပေသည်ယာကာရာက ကျွန်တော်အားဖေးကူလျက်ပေ80အနက်မှာ တဆင်မီတဆင်ရေမျက်နှာပြင်ပေါ်သို့ပြန်တက်ခဲကြသည်တေလူဗနန်နာကျင်စွာခံစားရမှုများပျောက်ွယ်သွားတော်လဲမလုံမရှားခြင်းလောက်အောင်အာအင်ကနဲပါနေသည် ပေ80အနက်တွင်30နာပြီးမှရေပေါ်ရောက်လေတော်သည် ကျွန်တော်အားကုန်းဘတ်ထက်တွင်အတင်းဆောင်နေသူများကဆွတ်တင်ကတန်ကောင်းစွန့်နှင့်အင်းကြီးကိုဖြုတ်ပေးကြသည်နှစ်ရက်တိတိအိပ်ယာမှမထနိုင်တော့ဘီ တုံးရကြားမှာထားနိုင်သည်ဆိုတော့လေကျွန်တော်မှာနလန်ထားသာဖြစ်၍အင်အားကုန်ခန်းရှိနေနေပေသည်ဂျာကာရာသည်ကျွန်တော်အပားမှနေရောညပါမခွာပဲပြုစုသည်တုံးရကြားမှာကီတီအိုရန်သည်ကျွန်တော်အဲ့ရနေရောက်လာသည် လူမမာမေးရန်ကမဟုတ် ကျွန်တော်အားဂျင်းငုတ်ခိုင်းရန်အလုတ်စင်းရန်စကားဆိုလာခြင်းဖြစ်၏ထိုအခါတွင်မှအကျဉ်းသာကင်းမဲ့သောကီတီအိုရန်အား ရင်ငုတ်သမားများမုံတီးမှုအကြောင်းကိုသိရှိရပြီးတော့သည်တိတ်အချိန်မကုန်နိုင်မှုဘာတဲ့အချိန်နဲ့နဲ့နဲ့မောက်ကောင်များများရကျင်တယ်ကွာကျွန်တော်ကျမကြီးမကောင်းသေးလို့ပြောနေတာပါဂီတီကျွန်တော်အခြေကိုခမားနဲ့တီးသားပဲငါတီးတာကတော့ငါမှအလုံးမတွင်ကြတာပဲလူမမတယောက်ကျွေးထားရတဲ့အလို့ပိုတာကိုပဲတီးတယ်ကွာကျွန်တော်တော့ရေမငုံနိုင်သေးဘူးဗျာအေးရေမငုံနိုင်ရင်မင်းအတွက်ပတ်စံမရဘူး ဒီသင်းမောမှာစားနေတဲ့အတွက်မင်းပတ်စံပြန်ပေးရမယ်။ပတ်စံမပေးရင်ထမင်းမကျွေးနိုင်ဘူးကွာ။ဒါပဲ။ KTO ရန်ဒီဇပွဲတို့တယုံလျာကျွန်တော်ကိုဘာအစားတောင်းမှမပေးရင်မှားထားပြီ။ကုန်းပတ်ထက်တို့တက်သွားလေသည်။ကျွန်တော်မှမြည်သူအမှမတက်နိုင်တော့ရှိ။နောက်ဆုံးတွင်ရေမငုတ်တော်လဲကုန်းပတ်ထက်၌လေဆုပ်ဆက်မောင်းခြင်း။ကျိုးခွေခြင်းစသည့်တောက်တို့မရအလုံးများကိုလောက်ကင်သောအခါမှထမင်းကျွေးမြည်သဘောတူလေတော့သည် ရင်ကုန်သမားတဦးရော့နေသည်ကို KTO ရန်ကတဘောမကြနိုင်ခြင်းကြောင့်သူကိုယ်တိုင်ပင် ကျွန်ုပ်တာဝန်ဖြစ်သည့်ပယ်ပိုင်းရင်ကုန်သမားအလုပ်ကိုဆင့်လုပ်တော့သည်လောဘကိုအတော်မတတ်နိုင်သည့် KTO ရန်ကပင်လယ်ရင်နှက်အောင်ကိုယ်တိုင်ဆင်းပေပြီပဒတင်မောကလေးသည်လေတိုက်ရရဲ့သို့ဥတည်နေခြင်းကြောင့်ဒီဇယ်ဆက်ကိုညင်သာစွာခုံပေါင်းခြင်းဖြင့်ရေချောင်းထိမ့်သိမ်းထားရသည် KTO ရန်သည်ပယ်ပိုင်း၌ရင်ကုန်လျက်ရှိသည် ကျွန်တော်မှာတနေရာ၌စုပုံထားသောမုတ်ကောင်များကိုတန့်စင်စေရန်ရေးစေးလျက်ရှိနေသည် လေပို့သောဆက်ကိုလောက်ကိုက်နေသည့်အခြားကားသည်ဆံမောင်းနေရာမှထိတ်လန့်နေသောအော်ဟစ်ကပယ်ပိုင်းတနေရာစီသို့လက်ညှိုးညွှန်ပြနေတော့သည်တင်းမောကုန်းပတ်တက်ကြီးလူအလုံးပယ်ပိုင်းသို့ငေးကြည့်လိုက်ရာ အတန်ကွာသောအရ၌ကီတီအိုရန်ဤတန်ကောင်းစွတ်မှာစွတ်သူမပါပဲဘောလုံးမျောနေသည်ကိုတွေ့ရသည် အသက်ကျွလေးပိုင်းမှာလည်းဘလုံစီများထကရေပေါ်၌စံတန်းနေပေသည်။ထွန်လင်းသောဤကွေတာဒေသနေသည်လှိုင်းချက်ကိုထနေသည့်ပင်လယ်ပြင်ထက်၌အစွမ်းကုန်ပူပြင်းနေသည်။လှိုင်းကလေးများတင်းမောဝမ်းကိုရိုက်ပုတ်တံမှာမှန်မှန်ထွက်ပေါ်နေသည်မှအပါ။လောကဓာတ်တစ်ခုလုံးမှာတိတက်ငြိမ်သက်လာ၏။ပင်လယ်ရေပြားအောင်၌ကီတီအိုရာမှာကြမ္မာစိုးငင်ခဲ့လေပြီတကား။ဘလို့ဖြစ်တာလဲဘလို့ဖြစ်သွားတာလဲ မလေးနှင့်အင်ဒိုနီးရှားတင်မောသားများမှဆူညံစွာမေးမြန်းနေကြ၏ဂျာကာတာကပယ်ပိုင်း၌ငုံကြည့်၏လေးပိုက်နှင့်တင်မောရမညိပြီးပြတ်သွားတာပဲဆရာဆင်းပါဆရာမြန်မြန်ဆင်းရင်ရှင်နိုင်ပါသေးတယ်ဂျာကာတာသည်အပိုးတစုံသာရှိသောတန်ကောင်းစွန်းနှင့်အင်းညီကိုကျွန်တော်အားဆွတ်ပေးက လေးပေးဆက်ကိုနှိုးလိုက်သည်ကျွန်တော်လည်းကီတီအိုရန်အားဆယ်ရန်အတွက်ခိုင်ခက်သောမနီလာကျိုးတစ်ချောင်းကိုယူဆင်းသွားကရေနဲ့တွင်းသို့ဆင်းခဲ့ရလေတော့သည် ရေအောင်၌က ရေမော်ပင်များထူထဲလာသည်ရေပြင်ထက်မှတင်းမောမှာအတန်မြန်းနေခြင်းကြောင့်ဆက်လျှော့ရန်အချက်ပေးကျိုးကိုဆွဲလိုက်ရ၏အတန်ရှောင်းမိလျင်ပင်တဲခုံတနေရာ၌မှောင်လျက်လဲကျနေသောခန္ဓာကိုယ်တစ်ခုကိုတွေ့ရပေသည်တင်းမောထက်မှအကျိုးများရောသွားစေရန်အချက်ပေးကျိုးကိုလှုပ်လိုက်ပြီးကီတီအိုရန်၏ခန္ဓာကိုယ်ကိုဂျိုင်းအောင်မှဆွဲယူထူမလာရသည် လောဘသာကီတီအိုရန်မှာအသက်မရှိတော့ပေဘူး ကျွန်တော်ကသူ့ကိုပခုံးထက်၌ထမ်းရင်ကျိုးခွေကြနေရသို့ရှောက်ခဲ့ရသည်သူ့ခန္ဓာကိုယ်ကြီးကိုကြိုးစားနှင့်ခိုင်မြဲစွာနှစ်ပတ်ကြော့ရှင်အောင်နေစေ၌ကျွန်တော်တို့လှုပ်ရှားပြုမှုနေပုံကိုစူးစမ်းစိုက်ကြည့်နေဟန်တူသောရန်သူတော်ငမန်းကြီးတကောင်ကိုရေမော်ပင်များကြား၌အထင်သာတွေ့လိုက်ရလေတော့သည်ငမန်းကြီးအမိများသည်ဆက်ခနဲလှောက်ခါသွားသည်၌ရက်တက်တင်းငိမ့်နေသည့်ပေါင်ချင်း ရှေ့ရကျော်900မြရှိသောငမန်းကြီး၏ကိုယ်ထဲမှာတချိန်တို့ရှစ်တက်သွားသည်ငမန်းသည် ကျွန်တော်တို့ကိုတပတ်လှည့်ကြည့်နေသည်ကီဒီအိုရန်၏ခန္ဓာကိုယ်မှာရှင်အောင်ထားပြီးဖြစ်၏ကျွန်တော်ကရှေ့တော့ဖြင့်တဲများနောများထစေကရေနောက်ကြည့်အောင်လှုပ်လိုက်ရသည်ငမန်းကရေနောက်ကိုစောင့်ကြည့်သည့်တဖွဲရက်ကြည့်နေသည်ကျွန်တော်တွင်ခုခံရန်လက်နက်မပါခဲ့ချေငမန်းသည်ဗစက်ကြီးကိုဖွဲ့ကြည့်ပိတ်စီလုပ်နေသည် ကျွန်တော်ကအလောင်းရှိထားသောဂျိုအာဆွတ်တင်ရန်အချက်ပေးလိုက်သည်ရေကိုလည်းနောက်အောင်ဆက်လုပ်နေရသည်ငမန်း၏အာယုံမှာကျွန်တော်အာမကိုက်နိုင်ပဲကိုက်ရင်းကိုက်နေရင် အလောင်းကောင်အားတလည်းရင်ကိုက်ရန်ကျွန်တော်ကလှည့်ဖျားညံကူခြင်းဖြစ်ပေသည်တေသူ၏အလောင်းမှာရှင်သူလွတ်မြောက်ရေးအတွက်တစားကံဖြစ်ရပေမည်ကီဒီအိုရန်၏အလောင်းသည်ရေအောက်ရေပြင်ထက်မှ ပေ20ခန့်တက်သောအခါကျွန်တော်မျောလင်းခဲ့သည့်အတိုင်းဖြစ်လာလေတော့သည် ငမန်းဒီရင်နောက်အောင်လုပ်နေတော့ကျွန်တော်အာဆက်လက်၍ဂယုမဆိုင်တော့ပဲကျိုးပြားတွင်မလုံမချားဖြစ်နေတော့အလောင်းစီတို့ပါဇက်ကြီးဖွင့်ဟကတအားပြေးဝင်သွားလေတော့သည်ရင်းတို့တေသူအားဂယုဆိုင်နေစဉ်အတွင်ကျွန်တော်ဤကျိုးကို လေးချက်စောင့်ဆွဲလိုက်ရသည် ကုန်းဘတ်ထမဂျာကာရာသည် ကျွန်တော်အားချက်ချင်းဆွတ်တင်လိုက်သည် ရေပေါ်သို့တက်လာသည်နှင့်အတူကျွန်တော်အားဘေးကင်းရာကုန်းဘတ်ထက်ဝိုင်းတင်လိုက်ကြလေတော့သည် ကျွန်တော်နဲ့မရှိမနှောင်တက်လာသူများမှာတောင်ရင်းမှပြက်၍တောင်တချောင်းလုံးငမန်းပစက်အတွင်ပါသွားသည့် KTO ရန်ဤအလောင်းပင်ဖြစ်လေတော့သည်တက်ကတင်မောလေးသည် အလံနက်ကိုဆိုက်ထူပြီးနောက်တသတိကျွန်းစီတို့ဥတီလိုက်ရလေတော့သည်တင်လယ်ထွက်နေကြသော ပလဲတင်မောတငါလီမအစာအာလုံးပင်လေသားများအလုံးအဒုဘတရားနာဖိတ်ခေါ်သည့်အလံပင်ဖြစ်လေတော့သည် တသရေကျွန်းစိတ်ကန်းတို့ဝင်သောအခါပင်လယ်မှပြန်ဝင်လာကြတော့တင်းမွန်ဆက်လီများဖြင့်ပြည့်ကျက်နေသည်ကိုတွေ့ရပေသည်ပလဲတင်းမွန်နှင့်တံငါလီများမှဝိုင်းရလက်ဆက်မပါတော့လေသစုံတို့ဦးတည်ဆုံးသည့်တရင်တရက်အာဤမြဝေးလံကျဲပြန်းသည့်ပင်လယ်ပြင်ထက်ဒဇင်းနှင့်ဒဇင်းမိတို့ဆက်သွယ်အကြောင်းကြားခဲ့သည်ကိုကျွန်တော်မသိပေဤဒေသတော်ဝိုင်းကျွန်းသားပင်လယ်ပြော်များမှတနေရာမှတနေရာသတင်းပို့ရ၌ ထူးဆန်းအံ့ဩဖွယ်ကောင်းသည့်နေများရှိသည်ကိုကျွန်တော်ယူဆမိသည်ပင်လယ်ပြင်ထက်မန်ရာပေါင်းများစွာဝေးကွာသောအရံ၌ပလဲငုံနေကြသူများပင်အာတုပချုပ်ရန်ရောက်နေကြပေပြီအာတုပကိစ္စပြီးသောအခါတွင်ငွေကောက်ခံရာပေါင်200ကျော်များစုဆောင်ရရှိမိသည်မလေးကျိုးဆွဲကျွန်းသားတို့ထုံးစံအရာ ထုံငွေမှာတေတုအလောင်းကိုရင်ထဲတွင်မှဆယ်သူအားရှင်းမြင့်ရန်ဖြစ်ပေသည်ထို့ကြောင့်ထုံငွေကိုကျွန်တော်အားပေးလိုက်ကြသည် မိမိအတသည်လုံးမြောက်ရေးအတွက်တေတုအလောင်းကိုငါးစာကျွေးခဲ့ရသောကျွန်တော်အဖို့ရှင်တို့ငါးစာကျွေးခဲ့သည်ကိုပင်သူ့ငွေဖြင့်ချင်းမြင့်ပြန်သောအခါမိတို့ပြုရပါမည်နီနောက်ဆုံးတွင်ကျွန်တော်ဘာသာဆုံးဖြတ်၍ငွေကိုဝမ်းမြောက်ဝမ်းသာစွာလက်ခံလိုက်သည်ကျွန်တော်သည်ကျေးစားရေငုံတမားသာဖြစ်သည်ရေငုံ၏ရသောငွေမှာတရားသဖြင့်ရသောငွေသာဖြစ်သည်ဤသို့သောငွေကိုမယူလျင်မိတို့ထမင်းစားရပါမည်နီ စာလေးပေလေးရေးတတ်လျင်ထိုအကြောင်းကိုစာရေးစာကောင်းစာနိုင်သည်သို့တော်ကျွန်တော်မှာစာရေးစရာမဟုတ်ချင်းကြောင့်ရင်ငုတ်သက်ဖြင့်ရာသောငွေသည်သာကျွန်တော်အတွက်တမာအာဇီဝဖြစ်တော်သည်ယခုအချိန်တိုင်းကျွန်တော်သည်ဒန်လေးကျွန်းတော်ဝိုင်း၌ရေမငုတ်တော့ပေကျွန်တော်ခန္ဓာကိုယ်အားအခြားသူတို့ကငါးသာကျွေးခြင်းမျိုးကိုတော့ကျွန်တော်မလိုလားဒီမှာတော့အမှန်ပင်ဖြစ်ပါ၏မေလာ1959ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာ ဆန်ရည်သူဆရာကြီးမောင်တော်ကရေးသားသောပလဲငုတ်သမားဘာတန်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်များအလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်များအလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ